ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။တပပိတပတ်ဘုရားသခင်ပို့ဆောင်ပေးလို့ဒီနေ့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ရတာဖြစ်ပါတယ်။ဟာလေလုယ။ဘိနာတငယ်ချင်းမိတ်ဆွေပြောပါအောင်ကျေးဇူးတော်ကြောင့်ငါတို့ပြန်တွေ့ရတာနော်လို့ပြောရအောင်။အာမင်။ဟုတ်ပါသလား။ဟုတ်တယ်နော်ဟုတ်တယ်တကယ်နော်။တချို့ တွေ့ခြင်းပေမဲ့မတွေ့ရတော့တဲ့လူတွေရှိတယ်တချို့လာခြင်းပေမဲ့မလာတော့တဲ့လူတွေရှိတယ်သင်ကဒီနေ့အထိရှိနေနိုင်သေးတယ်ဟာလေလုယာဒီမှာလာထိုင်ခွင့်ရသေးတာကယေရှုတော်ဖြစ်ပါတယ်လို့အာမင်ဘုရားသခင်နာမတော်ကြီးဘုန်းကြီးပါစေဟုတ်ပြီနှုတ်ခွတ်တော်တခဏလေးဆက်ကပ်ချင်ပါတယ်လို့သက်ရှင်တော်အဖခရယ်တန်သက်ရှင်တော်နှုတ်ခွတ်တော်ကိုဒီနေ့ကျွန်တော်မျိုးဝင်ငှခွင့်ရရှိတော့ကြောင့်ယေရှုတင်နေရောစီကလာတဲ့နှုတ်ခွတ်တော်သက်ရှင်တော်နှုတ်ခွတ်တော်ကတယောက်စီတိုင်းခံယူတော့ဆုပ်ယူတော့ ရယူသောသားသမီးရဲ့အပေါ်မှာတက်ရောက်လဲကောင်းချီးပေးတော်မူပါမျိုးစေ့သည်ကြပြီးတော့မှအပင်ပေါက်တဲ့အထိကိုရဖျားမိသားစုတည်တည်အတွက်ကောင်းချီးမင်္ဂလာဖြစ်စေပါယေရှုချီးမွမ်းလဲယေရှုနာမနဲ့ဆုတောင်းဆက်ကပ်ပါ၏ဖာဖျားသခင်အာမင်ဟောပြီးကျွန်တော်ဒီလကဘာလလဲဆောင်းဘုတ်ကဟုတ်ကဲ့နာခံခြင်းအပြင်ဆုလက်များရရှိတော်လာဖြစ်တယ်နော်ဆုလက်များရရှိတော်လာဖြစ်ပါတယ်ဆိုတော့နာခံခြင်းဆိုတဲ့အရာက ခြားနေရာတခြားဘာသာတွေမှာတော့မသိဘူးဒီနေ့ကျွန်တော်တို့ယုံကြည်သူ ခရိယန်များအသက်တာမှာနာခံခြင်းဆိုတဲ့အရာကအမတမလေးနက်တဲ့အရာဖြစ်တယ်အရေးကြီးတော့အရာဖြစ်ပါတယ်ဟာလေလုယာဘုရားသခင်ကိုယ်တိုင်ကနာခံတဲ့သူကိုအမတမသဘောကျတာဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီနေ့ခေါင်းစဉ်တိုင်းပဲကျွန်တော်တို့ကျွန်တော်အနေနဲ့ခေါင်းစဉ်ပေးထားတယ်နာခံခြင်းရစ်ဆိုတဲ့ခေါင်းစဉ်လို့ကျွန်တော်ပေးထားတာဖြစ်ပါတယ်နာခံခြင်းရစ် ဓမ္မရာဇဝင်ပထမစာဆောင်ခန်းကြီး15အငယ်22မှာ ရှမ်မွေလာကလည်းထာဝရဘုရားဤအမိန်တော်ကို နားထောင်ခြင်း၌အားရတော်မူတကယ်သို့မိရှို့ရာရစ်ရစ်အဆရှိသောရစ်မျိုးမျိုးတို့ကိုပူဇော်ခြင်း၌အားရတော်မူမီလော အလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်း၏အာမင်အလိုတော်သို့လိုက်ခြင်းသည် ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်း၏ဟာလေလုယာဒီမှာကျွန်တော်တို့ရစ်ပူဇော်ခြင်းအရာနဲ့နာခံခြင်းအရာကိုကျွန်တော်ခိုင်းနိုင်ထားတာဖြစ်ပါတယ်တိုးထီးစီဥဆိုတာကတကယ်ကို အကောင်ဆုံးအမွေးကြိုင်ဆုံးဘုရားကိုပူဇော်ရတဲ့အရာဖြစ်ပါတယ်ဆိုလိုတာကသင်ကဘလောက်ပဲရစ်တွေပူဇော်ပါစေဘုရားသခင်ကြိုက်နှစ်သက်တဲ့ရစ်တွေသင်ကဘလောက်ပဲပြုပါစေတဲ့ နားမထောင်လို့ရှင်တော့အလကားပဲတဲ့ဆိုချင်တာကအဲ့ဒီအရာတွေတစ်သင်ပူဇော်တော့အရာတွေတစ်သင်ပေးကမ်းတဲ့အရာတွေတစ်ဘုရားကိုချီးမြှောက်တဲ့ပူဇော်တဲ့ဆိုတဲ့အရာတွေတစ်ဒီနေ့ဘုရားသခင်လိုချင်တာစကားနားထောင်ခြင်းနာခံခြင်းကိုလိုချင်တာဖြစ်ပါတယ်ဟာလေလုယာဘင်းနာကမိတ်ဆွေပြောပါအောင်ဘုရားသခင်ကြိုက်တာနာခံခြင်းလို့ပြောပါအောင်အဲနှစ်ယောက်ကနော်ကျွန်တော်တို့လာရတိုင်းမှာစောင်းပေါက်လေးတွေရှိတယ်လေနော်ဟိုကင်ဆွဲရမယ့်အရာလေးတွေဘုရားသခင်ဖွင့်ပြတဲ့အရာလေးရှိတယ် အဲ့ဒီຢာတိုင်းဆောင်းမွေးလေးတွေဖြေရတယ်နော်ဖြေရတတ်တယ်နော်ဆိုတော့ဒီညမှာဒီလမှာဘယ်နှယောက်ကဆောင်းမွေးဖြေပြီးပြီလဲနာခံခြင်းနဲ့ပတ်သက်ပြီးတော့ဘယ်နှယောက်ကဖြေပြီးပြီလဲဘယ်နှယောက်ကကြပြီးပြီလဲနော်ဆိုတော့ဘုရားသခင်ကခေါင်းစဉ်ပေးလို့ရှိရင်ဆောင်းမွေးလည်းဖြေတတ်တယ်နော်ဆောင်းမွေးလည်းစစ်တတ်တယ်ကျွန်တော်တို့အကြောင်းနေမှာဘယ်လိုဆက်လဲတော့မသိနော်လပ်လပ်တို့ဘာလို့ရှိလာတော့မသိနော် တော့ကျွန်တော်တို့အသင်းတော်မှာတော့ဘုရားသခင်လက်ပတ်ဆောင်မှုရဲ့အမြဲတမ်းရှိတယ်။ဟာလေလုယာ။ဆိုတော့တလားတစ်ခါပေးလိုက်တဲ့အချိန်မှာဆောင်ဖို့တိုင်းမှာဘုရားရဲ့ဆောင်မှုရဲ့စစ်ချင်းကလည်းအမြဲတမ်းလာနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆောင်မှုကြတော့သူများမဖြစ်ပဲ။အာမင်။အောင်မြင်တော့သူများဖြစ်ဖို့ဘုရားသခင်ကောင်းချီးပေးပါစေ။ဟာလေလုယာ။တခုတ်ဒီချီးမွမ်းကြရအောင်။နားထောင်ခြင်းနားခံခြင်းဆိုတာကเนาะဖရာသခင်မပြောနေအောင် ဒီနေ့ကျွန်တော်လောကလူသားတွေထဲမှာတော့မှစကားနားထောင်တဲ့သူเนาะစကားစကားကိုလူကြီးရဲ့စကားကိုเนาะတွေ့မတိန်ဟုတ်ကဲဆိုပြီးလိုက်လုတဲ့သူကိုအထက်လူကြီးတွေကသဘောကျတယ်เนาะဟုတ်လားမသိဘူးဟုတ်တယ်အာเนาะတစ်ချိန်လုံးကိုယ့်ရဲ့အထက်လူကြီးကိုဂလန်ပြန်ပြောကိုယ့်ရဲ့ boss ကိုအာမဟုတ်ဘူးเนาะဒါပူကောင်းတာเนาะဆိုပြီးမှအဲ့လိုပြောနေတဲ့သူကတော့ဘယ်တော့မှမျက်နှာตาရမှာမဟုတ်ဘူး amen ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့မှအမြဲတမ်းမှတ်တယ်သူ့တခင်ဘာလို့ချင်တာလဲသူ့ရဲ့ boss ကဘာဖြစ်ချင်တာလဲသူ့ရဲ့ထက်လူကြီးကဘာဘာဘာတွေမှာချားခဲ့တယ်ဆိုတော့မှတ်ပြီးတော့မှဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့လုံဆောင်တော့သူကယာရုနေရာရတာဖြစ်ပါတယ်အာမင်ဒါကလောကမှာတော့မှအဲ့လိုဖြစ်တယ်နော်ဆိုတော့ဒီနေ့ဖျားသခင်ကလည်းထိုနည်းတူပါပဲသူ့ရဲ့စကားကိုဟုတ်ကဲ့ကိုတော်ဟုတ်ကဲ့ကိုတော် hallelujah လုံဆောင်တော့သူကနှစ်သက်တော့အားရတော့ဖျားသခင်ဖြစ်ပါတယ် amen ဆိုတော့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်တို့လူလူတွေကသူသဖြင့်ကျွန်တော်ညီမလူမျိုးတွေကပေါ့နော်အရန်ဆရာလုတ်တဲ့လူတွေဖြစ်တယ်နော်စိုက်ကားသမားလည်းဆရာပဲစိုက်ကားဆရာနော်မြင်းလဲသမားလည်းမြင်းလဲဆရာဆရာကိုအရန်ကိုသဘောကျတာဖြစ်တယ်ဆရာလည်းတကယ်လုတ်ရှင်တဲ့လူတွေဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်ငယ်တုန်းကပေါ့နော်ကျွန်တော်ဆရာ တင်းဆရာကြီးရဲ့အိမ်ကဒီကျွန်တော်တို့စတားလိုင်းကနေမှာပေါ့နော်အရာရှိရှိတာရှိတယ်ပြီးတော့ဒီဘေးလမ်းမှာတခြားအရာရှိအိမ်ရှိတယ်ပေါ့နော်ဆိုတော့တရက်ကျတော့မီးပြတ်သွားတော့ဆရာတို့က TV ကိုမပိတ်ဖြစ်ဘူးအဲ့တော့ TV က TV ဆိုရင်အာ TV ကြည့်ရတယ်လို့ဆိုရင်လောကဂုံယူစရာကော်လန်ထောင်စရာပဲနော်ငါက TV ကြည့်ခဲ့တာတော့ TV ခက်တယ်အဲ့တော့နော် TV ကြည့်ဖို့တော့မလွယ်ဘူးနော်ကျွန်တော်တို့ကပိုဆိုးတာနူးလွန်းလွန်းနော်ဒီမှာပြောပြရတယ်နူးလွန်းကသူတို့ငငယ်တုန်းကအပြိုတုန်းက TV ပေါ်ခါစားဆိုတော့ TV အရင်ကြည့်ရှင်လုံးလို့တဲ့ပတ်စံလည်းမရှိဘူးတဲ့အဲ့ကြောင့်ရွာမှာဘယ်လိုလုပ်လဲဆိုတော့အေး TV ကြည့်ရှင်ထင်းကောက်ခဲ့ထင်းတစ်ချောင်းနဲ့လာကြည့်ထင်းနဲ့လာကြည့်ရထင်းတစ်ချောင်းပေးပြီးတော့မှ TV တိုင်ကြည့်ရတယ်ဆိုတော့သူကအရင်ကြည့်ရှင်တော့သွားတာတဲ့ဘာမှလည်းမပြဘူးတဲ့ကြီးဆိုပြီးတော့လာနေတာ TV ကဘာစီစီမှမလာဘူးလေဒါပေမဲ့ထင်းတစ်ချောင်းပေးရတယ်အဲ့ဒါကြည့်ဖို့ကြီးအား TV အာဒါတီဗီပဲအော်ကြီးစပေါ်နေအကြီးကြည့်ပြီးသူတို့ပြန်လာခဲ့တယ်တဲ့နော်ဆိုတော့အရန်ဂုံယူတာကျွန်တော်တို့အရင်တော့ဆိုလေကျွန်တော်တို့လိုင်းငန်းထဲမှာဆိုရင်တီဗီရှိတာဆိုလို့ဆရာတို့အိမ်ရဲ့နောက်ထပ်ရာရှိတယောက်အိမ်လဲအဲ့ဒါပဲရှိတာအရန်ဂုံယူစရာကောင်းတာကျွန်တော်တို့နော်အဲ့အိမ်မှာတီဗီရှိတယ်အပေါ်မှာအင်တာနက်ထအင်တာနက်ထောင်ထားတဲ့အိမ်ဆိုရင်အာမိုက်တယ်တီဗီရှိတယ်နော်အရန်ထင်ကြီးကြတာဖြစ်တယ်ဆိုတော့ဆရာတို့တီဗီရှိတဲ့ခါကျတော့ အာ TV ရဲ့တိတ်လဲလူတွေနဲ့မရင်နေဘူးလေနော်မရင်နေဘူးတိတ်လဲမကျွမ်းကျင်ကြဘူးဆိုတော့ခါကျတရက်ကျတော့ဆရာတို့က TV မပိတ်မပိတ်ဘဲနဲ့မီးပြတ်တော့ TV မပိတ်ဘဲနဲ့သူတို့ဖះเจ้าလာလိုက်တယ်ဖះเจ้าလာတိုင်းမှာသူတို့ကဦးလေးတယောက်ကိုအမြဲတမ်းစောင့်ခိုင်းတယ်ဖះเจ้าသွားရမယ်ဆိုတော့သူကအမြဲတမ်းအိမ်လာလာစောင့်ပေးတာပေါ့နော်ဒါနဲ့ဖြစ်ချင်တော့သူစောင့်နေတဲ့ချိန်မှာမီးရထလာရောမီးရထလာတဲ့ခါကျတော့ TV ရဲ့ကြီးဆိုလာတော့တာ ဒါတခါကျတော့ဟာ तू ဘာလို့လောမသိဒုက္ခရောက်နေလဲနော်ဟာဘာလို့လောမလဲဟိုဘက်ကချောင်းကြီးလိုက်ဒီဘက်ကချောင်းကြီးလိုက်နော်ဘာမှမလုပ်တော့ဘူးလေအဲ့နဲ့ဟိုဘက်အိမ်မှာသူ့လိုပဲစောင့်ပေးတဲ့လူတယောက်ရှိတယ်ဘိုးကြီးပဲဘိုးကြီးချင်းချင်းပဲသူတို့လည်းနော်အဲ့နဲ့သွားယောက်ကြီးမဆရာအင်းအမတီဗီတီဗီကထလာနေလို့တယ်ပြီးစမောင်လမှုတယ်လမှုတယ်ဟာဟိုလူကလည်းသူ့တက်သူ့တက်နည်းနည်းလေးပို့ပြီးမှစီနီယာကျလို့ဖြစ်မှာထင်ပါတယ်နော်တီဗီနည်းနည်းရင်းနှီးပြီးသားဖြစ်လို့ထင်တယ် အထိုင်ရမထားဘူး AC အထိုင်ပြမှာ အာဘယ်ရောက်မှာတော့ငါကောင်းရကိုလုံမှုနဲ့ကိုလေးကွာဆိုတော့အဲ့လိုလားတဲ့ဟုတ်တယ်ကိုလုံမှုနဲ့ကိုမရဘူးတော်တယ်ဆိုတော့ပြောချင်တာကဒီအရာလေးတိတဲ့အရာလေးတစ်ခုတော့မှကျွန်တော်ဆရာကြီးလုပ်ချင်တာအမရဘူးတဲ့ကိုလုံမှုနဲ့ကိုမရတာတော်မရဘူးပြန်လွတ်လိုက်တယ်ကျွန်တော်တို့ကတစ်ခုခုတိတဲ့အခါမှာကိုတက်တဲ့အခါမှာကိုနားလေတဲ့အရာလေးကိုကျွန်တော်ဆရာလုပ်ချင်တဲ့သူတွေဖြစ်ပါတယ် ဆိုတော့ဒီနေ့ကျွန်တော်လေ့လာကြည့်တဲ့အခါမှာနာခံတယ်ဆိုတဲ့အခါမှာနာခံခြင်းဆိုတာတရားအဖြစ်ပြောမှဆိုရင်ကျွန်တော်ပြန်ပြောချင်တယ်နာခံခြင်းဆိုတာနှိမ်ချခြင်းဖြစ်တယ်အာမင်ဘေးနာကပြည်သူပြောပါအောင်နာခံခြင်းဆိုတာနှိမ်ချခြင်းဖြစ်တယ်လို့ပြောပါဘလို့လူတွေကမနာခံနိုင်ရတဲ့အကြောင်းရင်းနှစ်ခုကိုကျွန်တော်တွေ့တယ်ဘလို့လူတွေကမနာခံနိုင်ဘူးလဲဆိုကျွန်တော်ခုနပြောသလိုကိုယ်သိထားတာကအမှန် ို့ဟာကအမှန်ပဲငါသိတာကအမှန်ပဲငါကပိုတက်တယ်ဆိုတဲ့လူတွေကမနာခံနိုင်ဘူးဆိုတော့တွေ့ရတယ်။နောက်ဒုတိယလူကဘာလဲဆိုတော့ဖျားသခင် ပြောတယ်သင်ကဒီလိုဒီလိုလုပ်ရမယ်လို့ပြောလိုက်တယ်။ဖျားသခင်ဒုတိယယောက်ကတင့်ကိုပြောလိုက်တဲ့အခါမှာအဲဖျားသခင်ပြောတာတော့ဟုတ်တယ်။ဒါပေမဲ့ဆိုပြီးတော့မှအဲ့ဒီဖျားသခင်ပြောလိုက်တဲ့ဖျားရဲ့လူပေါ်မှာယုံကြည်စိတ်ချမှုနေတော်သူကမနာခံနိုင်ဘူးဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်။ ဒါကြောင့်မို့ဒီနေ့ကျွန်တော်နေနဲ့ခွန်အားပေးခြင်း ਨੇ ဘုရားသခင်ကတင့်ကိုတိုက်ရိုက်တော့ပြောပြောတဲ့အချိန်လည်းရှိကောင်းရှိလိမ့်မယ်တင့်ကိုစံစာအားဖြင့်ပေါ်ပြတဲ့အရာလည်းရှိရှိမှရှိမယ်ဖြစ်တယ်တခါတည်းမှာလည်းဘုရားသခင်ရဲ့လူတွေအားဖြင့်တင့်ကိုပေါ်ပြတဲ့အရာတွေလည်းရှိတာဖြစ်ပါတယ်အာမင်အဲ့လိုအချိန်တိုင်းမှာတင်ကတန်တရားစိတ်မရှိဘူးအကျွေးမဲ့စိတ်ချစွာယုံကြည်ပြီးတော့မှလှုပ်ဆောင်ဖို့အရန်ရည်ကြီးတာဖြစ်ပါတယ်ဟာလေလုယာအာမင် ဆိုတော့ဘုရားသခင်လိုချင်တာကကျွန်တော်တို့သိထားတာဘာမှမဟုတ်ပါဘူးကိုရော ကျွန်တော်တက်တဲ့အရာလေးကဘာမှမဟုတ်ပါဘူးကိုရောကိုရောပြောတာမှန်တယ်ဆိုတဲ့အရာကိုရောကိုဖိုးလုံးပါတယ်ကိုရောပြောတာကိုနားထောင်ပါမယ်ဆိုတဲ့စကားနားထောင်ခြင်းကိုဘုရားသခင်နှစ်သက်တာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့သိထားတဲ့အရာကတကယ်တော့ဘာမှမဟုတ်ဘူးနော်ကျွန်တော်လူတွေနားလဲတယ်လူတွေဟိုသိတယ်ဆိုတဲ့အကြောင်းအရာတွေကနော်တကယ်တော့ဘာမှမဟုတ်ဘူးဗျာ တည်တည်လေးပဲเนาะတခါကျွန်တော်ပြောဘူးလားမသိနော်ဒီပါပမောခကြီးတယောက်ကတဲ့เนาะအเจ้าသားမအเจ้าသားတွေကိုเนาะခေါ်ပြီးတော့မပြောတယ်တဲ့စဝိုင်းအကြီးကြီးချစ်ရေးလိုက်တယ်တဲ့ဝိုက်ပုံပေါ့ဗောနော်အဲ့ဒါကဖျားသခင်ရဲ့ညံတော်ဖြစ်တယ်ဖျားသခင်ရဲ့တက်နိုင်ခြင်းဖျားသခင်ရဲ့လုံနိုင်ခြင်းဖြစ်တယ်တဲ့ရေးလိုက်တယ်ကြီးပဲအဲ့ထဲမှာအဆက်ပြောက်လေးတစ်ပြောက်လေးတက်ဆိုချလိုက်တယ် အဲ့ဒါကလူရဲ့တတ်နိုင်ခြင်းလူရဲ့ဉာဏ်ဖြစ်တယ်လို့သင်တယ်ဟာလေလုယာဆိုတော့ကျွန်တော်တို့ကတခါလေးကျရင် ကိုယ်တည်တဲ့အရာ ကိုယ်တက်တဲ့အရာလေးကိုကျွန်တော်တို့ဟုတ်ပြီထင်တယ်ကျွန်တော်တို့တကယ်တော့ဘုရားသခင်ရဲ့တတ်နိုင်ခြင်းဘုရားသခင်ရဲ့ဉာဏ်တော်နဲ့ကျွန်တော်နှိုင်းရှင်လို့ရှိရင်ကျွန်တော်ရဲ့လုံနိုင်တဲ့အရာကျွန်တော်တက်နိုင်တယ်ငါသိပါတယ်ငါတက်ပါတယ်ဆိုတဲ့အရာလေးကဘာမှမဟုတ်ဘူးဖြစ်တယ်နော် အာမင်ဘုရားသခင်နာမတော်ကြီးပုံကြီးပါစေအာမင် ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဆက်လက်ကြည့်ရအောင်ဓမ္မရာဇဝင်ခန်းကြီးခုနကကျမ်းစာပဲဖြစ်တယ်ပထမစာဆောင်ခန်းကြီး15အငယ်1ကနေကျွန်တော်သုံးအောင်ကြည့်တဲ့အခါမှာရှမွေလာကသာရဖျားကြီးလူဣတိလမျိုးကိုအုပ်ဆိုးစေခြင်းကတင့်ကိုဘိသိက်ပေးမိအကြောင်းငါ့ကိုအထက်ကဆေလွတ်တော်မူသည်ဖြစ်၍ယခုမှသာရဖျားကြီးစကားတော်ကိုနားထောင်တော်ပရောဖက်ရှမွေလာကသူစီပြောတာလေရှောလူစီကိုပြောတဲ့အရာဖြစ်ပါတယ် ငါ့ကိုဘုရားသခင်ဆီလွတ်လိုက်ပြီးပြောခိုင်းလိုက်ပြီးပြောလို့ရင်မင်းနားထောင်ပြီတော့တဲ့ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန်တော်မူသည့်အခါအဲဂုတုပြည်မှထွက်လာသောဣသေလမျိုး၌အာမလက်မျိုးပြုသော စီတာခြင်းမှုကိုငါမှတ်လျက်ရှိ၏ယခုတွား၍ထိုမျိုးကိုလှုပ်ကြံတော့နှမျောခြင်းမရှိနှင့် ရှင်းရှင်းဖြည့်စည်၍ယောက်ျားမိန်းမသူငယ်နို့ဆုမှစာ၍သူနွားကလအုပ်မြီးတို့ကိုတက်လောဟု ရှောလူအားဆင့်ဆိုသည့်တိုင်တဲ့ဒီနေရာမှာဘုရားသခင်ကဘာကိုဘယ်မျိုးတွေကိုတတ်ဖွဲ့အတွက်ဆေးလွတ်တယ်လဲဆိုတော့အမလက်မျိုးတွေကိုလောက်ချံပွင့်အတွက်တတ်ဖြတ်ပွင့်အတွက်ဘုရားသခင်စီခိုင်းတယ်ဆိုတော့တွေးရတယ်ထိုမျိုးကိုလောက်ချံမယ်တဲ့နှမျောခြင်းမရှိရဘူးအကုန်လုံးရှင်းရှင်းဖြတ်စည်းရမယ်ယောက်ျားလည်းမချမ်းရဘူးမိန်းမလည်းမချမ်းရဘူးကလေးလည်းမချမ်းရဘူးဘလောက်တရားဆိုတော့နိုးဆုတ်သူငယ်နော်တကယ်ဆိုရင်အမလီသနာပါတယ် ျွန်တော်တို့ပြောမယ်လူအနေနဲ့เนาะဒါပေမဲ့ဘုရားသခင်ကခိုင်းပြီနှိုးဆို့မှစာပြီးတိုးနွားကလောက်မီးတို့ကို အားလုံးကိုတတ်မယ်အားလုံးကိုရှင်းရှင်းဖြတ်စည်းရမယ်လို့ဘုရားသခင်ကရှမွေလာအပြင်ဘုရားသခင်ဆီလွတ်လိုက်တာဖြစ်ပါတယ်ဒါနဲ့ရှောလူကဘာလုပ်လဲဆိုတော့ဟုတ်ပြီဆိုပြီးတော့မှသူ့ရဲ့စစ်သူတွေအင်အားတွေเนาะအကုန်ထုတ်တုံးပြီးတော့မှကဲသွားမယ်ချမယ်တိုက်မယ်ဆိုပြီးတော့မှအမလက်ရှင်ပြင်းเนาะ အာကတ်ကိုအရှင်ဖမ်းမိ၏တဲ့လူပေါင်းတို့ကိုဓာဖြင့်ရှင်းရှင်းဖြတ်စည်းလေ၏တို့ရာတွင်ရှောလူနှင့်လူများတို့သည်အာကတ်မင်းနှင့်တကွတိုးနွားအမျက်အလက်စူသောတိုးငယ်ကောင်းသောဥစ္စာရှိသည်များကိုနှမျော၍ရှင်းရှင်းမဖြတ်စည်းကြအတုံးမဝင်ရုပ်မာသောဥစ္စာရှိသည်များတို့ကို ရှင်းရှင်းဖြတ်စည်းကြ၏တဲ့။ဘုရားသခင်အထက်ကခိုင်းလိုက်တာဘယ်လိုပြောလဲ။အားလုံးကို ရှင်းရှင်းပြစီရမယ်တိုးနွားလူကြီးလူငယ်ယောက်ျားမိန်းမကလေးမချမ်းရဘူးတဲ့အားလုံးကိုအကုန်တတ်ခိုင်းခဲ့တာဖြစ်တယ်သို့တော်လည်းဒီနေရာမှာချောလူက ဟုတ်ကဲ့ဆိုပြီးတော့သွားတော့သွားတယ်ကြည့်ရင်တော့ဘုရားသခင်စကားနားထောင်တာပဲတော့ဘလို့လုပ်လဲဆိုတော့အာကမင်းနဲ့တကွာတဲ့တိုးနွားအမျက်အလက်စူသောသူငယ်ကောင်းသော ဥစ္စာရှိသည်များကိုနှမျော၍တဲ့ရှင်းရှင်းမဖြတ်စည်းတဲ့ဘုရားသခင်ကဒါဆိုရင်ဒါပဲဟာလေလုယာတခါတရံကြရင်ကျွန်တော်တို့လူတွေကနော်ကိုယ့်ရဲ့စဉ်းစားဉာဏ်လေးနဲ့မှာရှောလူကလည်းထုံနည်းတူပဲနော်တနည်းအားဖြင့်နော်ဟိုအာပရိုဖက်ရှမွေလာရဲ့စကားကိုအယံမလေးစားလို့လည်းဖြစ်နိုင်တယ်လို့တနည်းအားဖြင့် နော်သူ့ရဲ့အုံနောက်နဲ့သူစဉ်းစားမှာပေါ့နော်ဟာဒီလူတွေကိုရှင်းရှင်းဖြတ်စည်းမယ်ဟာတော်ပြီပေါ့နော်ဟိုပစ္စည်းတွေတချို့ဖြီးရှုပ်လိုက်မယ်ဖြတ်စည်းပလိုက်မယ်အဲ့လောက်ဆိုရပါပြီဒါပေမဲ့တကယ်စူဖြိုးတဲ့အရာတွေကောင်းတဲ့အရာတွေကြတော့မတို့ဖျားကိုပြန်ပူဇော်တဲ့ခါမှာတုံးလို့ရှိရင်အရန်ကောင်းမှာနော်အာရှင်မြင်အာခတ်နော်အာခတ်ကိုလည်းဒါဘယင်ဆိုတော့အသက်တော်ဘူးဆိုပြီးတော့မှလှုပ်တဲ့အရာဒါကတနည်းအားဖြင့် တခြားသောအရာတွေကိုသူကဖျက်ဆီးခဲ့တယ်။ဘုရားသခင် ပြောတဲ့အတိုင်းလုပ်တော်လေ။ဒါတနည်းအားဖြင့်ပြန်ကြည့်တဲ့အခါမှာသူဟာဘုရားရဲ့စကားကိုအပြည့်အဝနားမထောင်တော့သူဖြစ်တယ်ဆိုတာတွေ့ရတယ်။ဟာလေလုယ။တခြားတည်းမှာလေကျွန်တော်ရဲ့အုံနောင်နဲ့ဒါတော့လုံးလိုက်မယ်လေ။အဒါတော့မကောင်းဘူး။ဒါတော့မသင့်တော်ဘူးဆိုတဲ့အရာတွေကကျွန်တော်ထဲမှာရှိတတ်တာ ဖြစ်ပါလေ။ဟာလေလုယ။ဒီနေ့မိတ်ဆွေသတိထားပါဘုရားသခင်ကလှုပ်ပြီး ပြောပြီဆိုရင်ဒီနေ့အကုံသာရှင်းပါ အာမင်အကုံသာလှုပ်ပါဟာလေလုယာဒီဟာလေးတော့ခြံထားလိုက်မယ်အဲเนาะစသည်အပြင်ဟိုဟာလေးတော့အရန်တံမိုးကြီးတယ်ဒီဟာလေးတော့ငါတို့ယူသွားလိုက်မယ်ဆိုတဲ့အရာကဘုရားသခင်လုံးဝမနှက်သက်တော့အရာဖြစ်ပါတယ်အာမင်ဘုရားသခင်ကလှုပ်ဆိုရင်လှုပ်ဖို့ပဲဖြစ်တယ်ဖြတ်စည်းဆိုရင်အကုံဖြတ်စည်းတာကိုခြိုက်တော့ဘုရားသခင်ဖြစ်ပါတယ်အဲ့ဒီမှာဘုရားသခင်ချက်ချင်းသိတယ်နော် အငဲတစ်စင်မှာထာဝရဘုရား၏နှုတ်ကွက်တော်သည်ရှမ်မွေလာသို့ရောက်လာ၍တဲ့ကဲနော်ဘုရားသခင်ရဲ့လိုင်းကဘယ်လောက်ကောင်းတယ်လဲဆိုတော့နော်ဘုရားသခင်အတုံးကဘယ်လောက်တော့မိလဲဆိုတော့နော်ကျွန်တော်တို့ဆိုရင်ဒီမှာဖုန်းတွေနော်အတုံးမမိတာနဲ့လိုင်းပြောက်တာနဲ့ရှိတယ်နော်အဲ့အချိန်မှာဘာဖုန်းမှလည်းမရှိဘာမှဂျင်းနဲ့လည်းမရှိဘူးဒါမဲ့ဆက်သွယ်ရေးအရန်ကောင်းတယ်နော်သူလည်းနားမထောင်ဘူးရှောလူဘုရားသခင်စကား तू ပြောတဲ့အတိုင်းနားမထောင်ဘူးမလို့ဘူးဆိုတော့တည်ရနဲ့ချက်ချင်းတန်းရောက်လာတယ်ဂျင်းနန်းကနော်ရှောင်းမွေလောက်နော်ပြန်ပြည့်စီလွတ်တယ် ံမွေးလာသွားဥမာငါခိုင်းတာမလုပ်ဘူးရှောလူဆိုမြဘုရားခင်ကပြည့်သူ့ကိုပြန်ပြည့်စေလွတ်တယ်ဆိုတော့ကျွန်တော်တွေးရတယ်အဲ့ခါမှာတူတူနဲ့ပြောမှဆိုရင်ရှံမွေးလာမင်းဘာလို့မလုပ်တာလဲအာလုပ်တယ်တဲ့ကျွန်တော်အားလုံးကိုဖြတ်စည်းလိုက်ပါပြီအဲ့ဆိုရင်အခုကြားနေရတဲ့သိုးတန်တွေနွားမိတန်တွေကဘယ်ရလာလဲသူဖွက်ထားတယ်ဆိုတော့သူဘုရားသခင်ကလူကကောင်းကောင်းသိတာဖြစ်တယ်ဟာလေလုယာဒီနေ့ဘုရားသခင်ကလူလိန်လို့မရဘူးနော်အာမင် ဘုရားသခင်ကိုလိမ်လို့မရဘူး။ဟာလေလုယာ။ဘေးနာသခင်ချင်းမိတ်ဆွေပြောပါအောင်ဘုရားသခင်ကိုလိမ်လို့မရဘူးလို့ပြောပါအောင်။ဟာလေလုယာ။ဘုရားစီဘုရားသခင်မှာနော်လိုင်းမမိဘူးဆိုတာမရှိဘူးနော်။လိုင်းပြောက်တယ်ဆိုတာလည်းမရှိဘူး။ချက်ချင်းချက်ချင်းတည်တော့ဘုရားသခင်ပြတယ်။လိုင်းရန်ကောင်းတယ်။ဟာလေလုယာ။နော်။ချက်ချင်းလျှော်လို့ကစကားနားမထောင်ဘူးဆိုတာနဲ့ရောက်ရောက်လာပြီနောက်ကနော်။ဂျီနန်ကချက်ချင်းဘုရားသခင်ကစကားပြောတော်ဘုရားဖြစ်ပါတယ်။တို့ဖြစ်တဲ့သင်သည်ထာဝရဘုရားအမိန့်တော်ကိုနားမထောင်ဘဲ ရန်သူကြီးဥ္စာကိုလူယူ၍ထာဝရဘုရားရှိတော်၌ဤဒုစရိုက်ကိုအဘဲကြောင့်ပြုပြီးတနည်းဟုပြောဆိုတော်ရှောလူကအကျွန်ုပ်သည်ထာဝရဘုရားအမိန်တော်ကိုအေကံအမှန်နားထောင်ပါပြီတဲ့လိန်လိုက်သေးတာနော်ဝင်ခိုင်တော့တမျိုးနော်လိန်လိုက်သေးရဆိုနှစ်ခါပေါ့နော်အပြစ်ကတစ်ခုပြီးတစ်ခုပေါ့နော်ထက်တာပေါ့ထာဝရဘုရားစီခိုင်းတော်မူသောလမ်းသို့လိုက်ပါပြီတဲ့ကျွန်တော်လှုပ်တယ်တဲ့အားလုံးဘုရားရှင်ပြောတယ်ကျွန်တော်လှုပ်တယ်တဲ့အမလက်ရှင်ဘုရင်အာကတ်ကိုဆောင်ခဲ့ရေးအမလက်မျိုးသားတို့ကို ရှင်းရှင်းဖြည့်ဆည်းပါပြီတဲ့နော်ဘယင်ကိုတော့ကျွန်တော်ခေါ်လာပြီးတော့မှအဲ့ဒီတိုင်းမှာရှိတဲ့ကျွန်တော်ဖြည့်ဆည်းပလိုက်ပါပြီတဲ့တို့ရတဲ့လူများတို့ဒီဂိလကာလမျိုး၌ကိုရောဤဘုရားသခင်ထာဝရဘုရားရစ်ပူဇော်လိုသောငါယူလာသောတိုးနွားရှင်းရှင်းဖြည့်ဆည်းအပ်သောအကောင်တို့ကိုသိမ်းယူကြပါပြီဟုပြောဆိုကြ၏ချက်မွေလာကလည်းထာဝရဘုရား၏အမိန့်တော်ကိုနားထောင်ခြင်း၌အားရတော်မူတကယ်သူမိရှုရာ၏အဆရှိသောရစ်မျိုးတို့ကိုပူဇော်ခြင်း၌အားရတော်မူမည်မော့ အားရတော်မူမီလောအလိုတော်သို့လိုက်ခြင်းသည်ရင်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တူထီးစီဥထက်သာ၍ကောင်း၏ငင်းဆန်သောသဘောသည်နတ်ဆိုးနှင့်ပေါင်းဖော်ခြင်းကဲ့သို့၎င်းခိုင်မာသောသဘောသည်ဘေးတွင်တစားကိုသုံးခြင်းကဲ့သို့၎င်းအပြစ်ကြီး၏တင်သည်ထာဝရဘုရား၏စကားတော်ကိုပယ်သောကြောင့်ထာဝရဘုရားသည် ရှင်ဘီယံအရာကိုနှုတ်၍တင့်ကိုပယ်တော်မူပြီဒီနေ့ ဘုရားသခင် ပြောတဲ့အခါမှာလေပြောတဲ့အရာကိုကျွန်တော်တို့အပြည့်ဝပြည့်စုံတဲ့အထိသူပြောတဲ့အတိုင်းလုံးဝဣတိမေပြေကျွန်တော်နားထောင်တတ်ဖို့အရန်ရေးကြည့်တာဖြစ်တယ်။ဟာလေလုယာကျွန်တော်လုံနိုင်တဲ့အပိုင်းလေးကိုနားထောင်လိုက်မယ်။အဲဒီပိုင်းတော့မလုံနိုင်ဘူးဆိုတဲ့အရာ လုံးဝမရှိဖို့အရန်ရေးကြည့်တာဖြစ်ပါတယ်။ဟာလေလုယာဟာရှင်ဘီယံရှောလူတကယ်အားကိုးရတဲ့စစ်သူကြီးဟာတော့ရှင်ဘီယံကြီး ဘုရားသခင်အဲ့ဒါတွေလုံးဝမကြည့်ဘူး။ရှင်ဘုရင်အရာကိုနှုတ်၍တင့်ကိုပယ်တော်မူပြီတဲ့။ချက်ချင်းပဲသူ့ကိုဘုရင်ရဲ့အရာတို့ကနေဘုရားသခင်ပယ်ချလိုက်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဘုရားသခင်စေခိုင်းတော်အရာကိုအတိအကျကျွန်တော်လောက်ဆောင်နိုင်တော်သူများဖြစ်စီဖို့ဘုရားသခင်ကောင်းချီးပေးပါစေ။ဘယ်ကိုကိုယ်တော်ဘုရားသခင်ကကျွန်တော်တို့ပေါ်မှာဆိုးတဲ့အကြံစီ မကောင်းတဲ့အကြံစီ ကျွန်တော်ပုံမှာမရှိဘူးဆိုတော့ကျွန်တော်လုံးဝအာစိတ်ချဖို့အရင်အရေးကြီးတာဖြစ်တယ်။အာမင်။တခါတည်းမှာကျွန်တော်စိတ်မချဘူး။ဘုရားသခင်ကဒီလိုပြောတယ်ဒီလိုလိုပြောတယ်။အာဟုတ်ပါမလား။အာဘုရားကနာကြာများလွဲတာလား။နော်ဘုရားသခင်လူကတခုများမှားယွင်းနေသလား။ကျွန်တော်တခါတည်းမှာဘုရားသခင်ရဲ့လူပြောတဲ့အရာတွေဘုရားသခင်ပေါ်ပြတဲ့အရာတွေကိုတခါတည်းမှာကျွန်တော်တန်တရားရှိတတ်တာဖြစ်ပါတယ်။ဒီနေ့ ငါကိုးကွယ်တဲ့ဘုရားသခင်ကငါအချိုးနဲ့ဘယ်တော့မှမကြံမစီဘူးဆိုတာကိုလုံးဝအချိုးမဲ့စိတ်ချစီခြင်းနဲ့ဟာလေလုယာဘေးနာကကိုမိတ်ဆွေပြောပါဦးဘုရားသခင်ငါ့အတွက်မကောင်းတဲ့အကြံစီမကြံစီဘူးလို့အာမင်ကျွန်တော်တို့ကောင်းသောအရာကိုပဲအမြဲတမ်းကြံစီတော့ဘုရားဖြစ်တယ်လို့ကျွန်တော်တို့ ကျမ်းစာမှာဂရိတော်ရှိတာဖြစ်ပါတယ်။ဟာလေလုယ။ဒါကြောင့်မလို့သင်ကိုးကွယ်တဲ့ဘုရားပေါ်မှာသင်တန်တရားရှိနေရဆိုရင်တော့သင်ယုံကြည်တာမဟုတ်သေးဘူး။အာမင်။လုံးဝတန်တရားမရှိပါနဲ့။ငါကိုးကွယ်တဲ့ဘုရားကဘယ်တော့မှငါ့အတွက်မကောင်းသောအကြံစီကိုပေးမှာမဟုတ်ဘူး။မကောင်းတဲ့အရာဖြစ်စေမှာမဟုတ်ဘူး။မကောင်းတဲ့အရာကြုံစေမှာမဟုတ်ဘူးဆိုတာကိုဒီနေ့ကျွန်တော်လုံးလုံးစိတ်ချဖို့အရေးကြီးတာဖြစ်ပါတယ်။ဟာလေလုယ။ဘုရားသခင်နာမတိုင်ဘုန်းကြီးပါစေ။အာမင်။နောက်တစ်ယောက်ကျွန်တော်ကြည့်ရအောင်။ ဲ့ဒါကဘာလို့လဲဆိုတော့ကျွန်တော်ယောနာဖြစ်ပါတယ်ယောနာကိုဘုရားသခင်ကဘယ်လိုဆင်းလွတ်လဲနိနေဝေမြို့ကိုပြောင်းလဲဖို့အတွက်နောင်တရတဲ့အကြောင်းနော်နောင်တရဖို့ဆိုတဲ့အကြောင်းကိုမင်းလှည့်ပြောပါနိနေဝေမြို့ကြီးကို ပြောင်းလဲဖို့ပြောပါဆိုလိုက်တယ်သူ့ကိုစီခိုင်းလိုက်ပါတယ်သို့တော်လည်းယောနာကမလုံဆောင်ခဲ့ဘူးတခြားသောမြို့ကိုတာရှုမြို့ကိုသူကလွှဲဆောင်ထွက်သွားတယ် လွဲရှောင်ပြီးတော့မှသူထွက်သွားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်။ဘုရားသခင်ကလေအော်မလုချင်ဘူးလားအေးမလုချင်လည်းနေပါဆိုပြီးတော့မှကျွန်တော်တို့ကနော်ခွင့်လွတ် ပြီးတော့မှလွတ်ပေးလိုက်တာမဟုတ်ဘူးနော်။မလုမချင်းဟာလေလုယာမလုမချင်းဘုရားသခင်အသင်ကိုစီခိုင်းနေတာဖြစ်တယ်။အာမင်။ထပ်ပြောပါဦးမလုမချင်းဘုရားခိုင်းလိုက်မယ်နော်လို့တာရှုကိုသွားလိုက်လို့ तू ကလွတ်သွားမယ်ထင်နေတာသူစိတ်ထဲမှာနော်။အာငါတာရှုဘက်ကိုသွားလိုက်ရင်တော့ ွတ်သွားမှာပါနော် AC ပါနော်ဒီနေ့ဘုရားသခင်ကသူခိုင်းရင်ခိုင်းတဲ့အတိုင်းလှုပ်တက်ဖို့ကျွန်တော်တို့အရန်ရည်ကြည်တာဖြစ်ပါတယ် hallelujah ယောနာကလှုပ်တော့လှုပ်အဲဘယ်လိုခေါ်မလဲဘုရားသခင်အရာကိုသူညင်းပယ်ပြီးတော့မှသူတာရှုဘက်ကိုသွားလိုက်ခြင်းအပြင်သူကဒီအရာကနေသူ AC လွတ်သွားပြီဘုရားသခင်လည်းဂျင်းနဲ့သွားလိုက်မယ်လို့သူထင်တယ်မဟုတ်ဘူးနော် ဘုရားသခင်က မလုံမချင်းသူ့နောက်ကနေလိုက်နေတယ်။အာမင်။ပြင်းထန်တဲ့လုံလေမုန်တိုင်းတွေတက်ရောက်စေတယ်။ဒုက္ခရောက်စေတယ်။သူတယောက်တည်းဒုက္ခရောက်တယ်မကဘူး။သင်မောပေါ်မှာပါတဲ့သူတွေအားလုံးပါဒုက္ခရောက်ရတယ်။ဟာလေလုယာ။ဒီနေရာမှာကျွန်တော်တို့သင်ခန်းစာယူဖို့တစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့သင်မလုံလိုက်တဲ့အရာတစ်ခုက သူများအတွက်ပါ အနောက်ရှက်ဖြစ်သွားစေတတ်တယ်။သူများအတွက်ပါ အမင်္ဂလာဖြစ်စေတတ်တာဖြစ်တယ်။အာမင်။ဒါကြောင့်မလို့ငါမလုပ်ရင်လည်းဘာမှဖြစ်ပါဘူးမထင်နဲ့။ဟာလေလုယ။သင်မလုပ်လိုက်ခြင်းအပြင်သင်ဒုက္ခရောက်ရမှာကောသင်ရဲ့မိသားစုသင်ရဲ့ပဝန်းကျင်မှာရှိတဲ့သူတွေပါအကုန်ဒုက္ခရောက်သွားစေနိုင်တယ်။ဟာလေလုယ။ စာရေးတန်ချတယ်နော်ဘာလို့ဖြစ်မလဲနော်ဟာတင်ဖို့ပါဘာလို့ကြောင်းလဲဘာလို့ကြောင်းလဲဟာထားကြဟေးထားကြလောက်ကြနော်မင်းတို့ရဲ့ကိုကိုရဲ့ဖရားတွေကိုကိုဖရားကိုနော်ပူဇော်ကြပါအောင်ခေါ်ကြပါအောင်မတို့တည်တော့မယ်ထင်တယ်နော်မုံနှန်းကြီးကပြင်းထန်နေတယ်ယောနာကအေးဆေးပဲတင်ဖို့အောက်ထဲမှာသွားပြီးအိတ်နေတယ်ဟာမင်းထလေးမင်းရဲ့ဖရားကိုဆူတောင်းလေးကိုကိုရဲ့လေးယောနာကကောင်းကောင်းတည်သွားပြီးဖြစ်တယ်ဒါငါးကြောင်းဖြစ်တယ်ဆိုတော့သူကောင်းကောင်းတည်သွားပြီး နော်အဲ့ခါမှသူပါလဲဘာလို့လဲဆိုတော့ဝင်ခံတယ်ဝင်ခံပြီးတော့မှကျွန်တော်ကိုပြစ်ချလိုက်ပါခင်ဗျားတို့လေမုန်တိုင်းပြဿနာတွေခက်ခဲတွေအားလုံးပြည့်တယ်သွားပါလိမ့်မယ်ဆိုပြီးပြောလိုက်တဲ့ခါမှအဲ့ခါမှငါးကြီးရဲ့သူ့ကိုညို့သွားပြီးတဲ့ခါမှသုံးရက်လုံးလုံးသူ့ကိုငါးထဲမှာနော်ဒုက္ခရောက်စီတယ်ခင်ဗျားကအရှင်လက်လက်ကိုဒုက္ခရောက်စီတယ်နော်နော်ငါးထဲမှာငါးရဲ့ဝမ်းထဲမှာနေရတယ်ဆိုတော့နော်စဉ်းစားကြည့်ပါဘယ်လိုပျော်စရာတော့ကောင်းမှာမဟုတ်ဘူးနော်မှုင်းနေမှာလည်းမဟုတ်ဘူး ဒုက္ခခံရတယ်။နောက်ဆုံးမှာခုနပြောသလိုသူဖျားခင်ရှိမှပြန်တောင်းပန်တယ်။သူနောင်နာရပါပြီကိုရောကျွန်တော်အပြစ်ကိုခွင့်လွတ်ပါကျွန်တော်လုပ်ပါမယ်ကိုရောစိတ်ခိုင်းတဲ့အချိန်ကျွန်တော်လုပ်ပါမယ်ဆိုပြီးတော့ဝင်ချလိုက်တဲ့အခါမှာဟာလေလုယာတောင်းပန်လိုက်တဲ့အခါမှာဖျားသခင်ကငါးကြီးကိုအမိန်ပေးလိုက်တယ်အန်လိုက်တော့အဲကောင်အန်ရတယ်ဖျားသခင်စိတ်ခိုင်းတဲ့အခါမှာလုပ်ရတယ်နော်တိရစ္ဆာန်တွေကနားထောင်ရတယ်အန်လိုက်ပြီးတဲ့အခါမှာသူကခုနကပြောတယ် နိနွေမျိုးကြီးကိုပြောင်းလဲဖို့အတွက်အေးနိနွေမျိုးသားတို့ပြောင်းလဲကြပါမင်းတို့ရဲ့အပြစ်တွေများလို့နဲ့ဘုရားကိုနောင်တရကြပါဘုရားသခင်ရှေ့ကိုပြန်လဲတိုးဝင်ကြပါဆိုပြီးတော့မှသူကဘုရားသခင်စေခိုင်းတဲ့အတိုင်းပဲနိနွေမျိုးကြီးကိုသူပတ်ပြေးပြီးတော့မှသူပြောလိုက်တဲ့ခါမှာရှင်ဘီယံကနေစားပြီးတော့မှတိုင်းသူပြည်သားတွေအားလုံးကဘုရားသခင်ရဲ့တိုးထီခြင်းဘုရားသခင်ရဲ့မျက်မှောက်တော်တွေကိုအကုန်လုံးပြန်တိုးဝင်ပြီးတော့အေးငါတို့ဟုတ်တယ် ါတို့မားနေပြီငါတို့ဘုရားသခင်ရဲ့လမ်းလွဲနေပြီအားလုံးတတိုင်းပြည်လုံးငါတို့ဘုရားသခင်စီပြန်သွားကြရအောင်ဆိုပြီးတော့မှယောနာရဲ့ဘုရားသခင်ရဲ့စကားကိုနာခံလိုက်တဲ့အရာ အားဖြင့်လူပေါင်းများစွာကဘုရားရဲ့ဘုရားရဲ့အလင်းကိုပြန်တွေ့ပြီးတော့မှအသက်ဘေးကနေကျွန်တော်တို့သူတို့ပြန်လွတ်မြောက်ရတယ်ဆိုတော့တွေ့ရတာဖြစ်ပါတယ်ဟာလေလုယာလက်ခုပ်တီးလက်ချီးမွမ်းကြရအောင်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ဒီမှာရှိတော့ယုံကြည်သူများကိုကျွန်တော်ခွန်အားပေးခြင်းပါတယ် ခါတည်းမှာကျွန်တော်တို့ဒီဟာလောက်လိုက်ရင်တော့ဘုရားသခင်ကတော့ဒီလိုပြောတာမှန်တယ်ဒါမဲ့ဒီဟာလေးကိုတော့ဒီလိုလုပ်လိုက်မယ်လက်တလုံးချပေါ့เนาะကျွန်တော်ပြောမယ်ဆိုရင်ဥပလက်တလုံးချလေးကျွန်တော်လုပ်လိုက်ရတယ်လို့ကျွန်တော်ထင်ကောင်းထင်တတ်တယ်တင့်ကိုဒီနေ့ဘုရားသခင်ကဘာတွေဆောင်ပွဲဖြည့်ဖြည့်စစ်နေပြီလဲတော့ကျွန်တော်မသိဘူးအချို့သောသူတွေတော့ဘသူတွေကဆောင်ပွဲတွေအောင်ပြီးပြီလဲတော့မသိဘူးအချို့ကမဖြည့်သေးတဲ့လူလည်းရှိကောင်းရှိနိုင်တယ်လာပါလိမ့်မယ် ဘသူကနာခံနိုင်တယ်လဲဘသူကစကားနားထောင်တယ်လဲအသေးမွားလေးအစတည်တည်ချာချာဘသူကနာခံသောသဘောရှိတယ်လဲဆိုတာကိုစာမွေးဖြေရတဲ့အချိန်ရှိပါလိမ့်မယ်အဲ့ဒီအချိန်တိုင်းမှာဒီနေ့လက်တလုံးချားလေးမလို့ပဲနဲ့ဘုရားသခင်ပြောတဲ့အတိုင်းတိတိကျကျဟာလေလုယာနာခံသောသူများဖြစ်စေဖို့ဘုရားသခင်ကောင်းချီးပေးပါစေအာမင်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်နေနဲ့အာဒီကုန်းချုပ်ချင်ပါတယ်ဘုရားသခင်ရဲ့ အလိုချင်းဆုံးသောအရာသည်နော်အလိုတော်သို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဥထက်သာ၍ကောင်း၏လို့ကျမ်းစာမှာပြောထားပါတယ်အာမင်သင်ရဲ့ပူဇော်တဲ့အရာကိုသင်ရဲ့ချီးမွမ်းတဲ့အရာတွေသင်ရဲ့ပူဇော်တဲ့ရစ်တွေကိုဘုရားသခင်မလိုချင်ဘူးတရားတွေကိုမကြိုက်ဘူးလို့တော့ဆိုလိုတာမဟုတ်ဘူးအဲ့ဒီအရာထက်အာမင်အဲ့ဒီအရာတဲ့သူ့ရဲ့စကားကိုနားထောင်တော်သူရဲ့တက်တာကိုဘုရားသခင်ဒီနေ့တားရေးလိုချင်တာဖြစ်ပါတယ် မသွားနဲ့ဆိုရင်မသွားဘူး။သွားပါဆိုရင် သွားဖို့ပဲ။အာမင်။နေပါအောင်ဆိုလို့ရှိရင် နေလိုက်ဖို့ပဲ။ပေးပါဆိုလို့ရှိရင်ကျွန်တော်ပေးဖို့ပဲ။ဟာလေလုယ။ဘုရားသခင်ရဲ့စကားကိုကျွန်တော်တလုံးမချန်နာခံတော့လိုက်ရတော့တက်တာအားဖြင့်ဒီနေ့နာခံခြင်းရစ်ကိုဘုရားသခင်ရှိမှဒီနေ့ပူဇော်နိုင်တော်သူများဖြစ်ဖို့အတွက်ဘုရားသခင်ကောင်းချီးပေးပါစေ။အာမင်။